နိဂဏနတ္တဗုဒ္ဓကသူ့ကိုတိုက်တွန်းတယ်ထူးထူးခြားခြားဘာတိုက်တွန်းလို့ဆိုမင်းသားတဲ့ငါအကြံတစ်ခုပေးမယ်တဲ့ယဟန်ကောရမရဲ့အယူဝါဒတစ်ခုယဟန်ကောရမကိုအပြစ်တင်မှုအချက်တစ်ချက်ငါတွေးထားတယ် ရန်ကောရမကိုဆွဆွဲဖို့အချက်တစ်ချက်ငါတွေးထားတယ်တဲ့မင်းတော့ပြီးတော့အဲ့ဒါကိုရန်ကောရမကိုအဲ့ဒီဆွဆွဲချက်နဲ့တော့ပြောနိုင်မဲ့ဆိုရင်မင်းဟာကုန်တရင်တက်ကြွလာမယ်ကောရမဖရာကိုတောင်းရှင်းပြိုင်ပြီးတော့မလှုပ်နိုင်အောင်ပြောနိုင်သူဆိုပြီးတော့မင်းကိုကုန်တက်လိုက်မယ်ဒီလို လူတိထင်ရှားတကူကြည်မာတဲ့ဆိုင်းတတိကြည်မာတဲ့ဂေါရမဘုရားကိုတောင်းမလှုပ်နိုင်အောင်စကားပြောနိုင်တယ်ဆိုပြီးတော့မင်းကိုထင်ကြီးကြလိမ့်မယ်တဲ့အဲ့တော့ပြောပါလို့တိုက်တော့ဒါဖြင့်ဒီလိုစွမ်းတတိရှိတဲ့ဂေါရမဘုရားနဲ့ဂေါရမဘုရားအပေါ်မှာဘယ်လိုလုပ်ပြီးတော့ကျွန်ုပ်ကအပြစ်တင်ရမှာတော့ဆို လွဲပါရဲကွာငါပြောပါမယ်တဲ့မင်းကောရမိုက်ဖျားစီသွား